ော့ကျွန်မဒီမာစတာမှာ judge အနေနဲ့ဆက်မလုပ်တော့တဲ့အကြောင်းလေးကိုပြောပါပါအပြုံးမသိဘူးပြောလို့6ပေါက်တိလာဆဲရတာလည်းရှိတယ်လို့လေအပြုံးမသိရတယ်မကျွန်မကိုဆဲရမှာလားကျွန်မကလူတိုင်းကိုမသိသလိုလူတိုင်းကလည်းကျွန်မကိုသိမှာလား ကျမမြန်မာစတားကနေ judge အဖြစ်နှုတ်ထွက်ပါတယ်အဲ့ဒီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့မြန်မာစတားရဲ့ judge ဒိုင်တယောက်ဖြစ်တဲ့ခင်နာဆိုးကပေါ့နော်အဲသူ judge ဖြစ်ကနေပြီးတော့မှနှုတ်ထွက်တဲ့အကြောင်းကို live လွှင့်ပြီးပြောထားတဲ့ video file လေးဖြစ်ပါတယ်ဒီထဲမှာကတော့သူဒီနှုတ်ထွက်တဲ့အကြောင်းကိုပြောထားတဲ့အပြင်တခြားသောဒီမြန်မာစတားရဲ့ဒီ pension တွေ founder တွေဖြစ်ကြတဲ့သူတွေရဲ့ ီရုပ်မာတဲ့ကြိုးကင်မှုတွေကိုလည်းသူဖော်ပြလာတာကိုအဲကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီမြန်မာစတားရဲ့ဒီပိုင်ရှင်တွေကပေါ့နော် နောက်ွယ်မှာသူတို့ဒိုင်တွေကိုဘယ်လိုမျိုးကြိုးကင်ထားလဲ။အဲဘယ်လိုမျိုးပေါ့နော်သူတို့ဒါခိုင်းစင်နေလဲဆိုတဲ့အကြောင်းအရာတွေကိုသူထုတ်ဖော်ပြီးတော့ပြောလာတဲ့ဒါ live ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီ live လေးကကြည့်တဲ့ live လေးဖြစ်ပါတယ်နော်။ဆိုတော့မြန်မာစတားရဲ့အကြောင်းသိကြလို့ရှိရင်တော့ဒီ video ကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်ဗျာနော်။ကျမပြောမယ့်အရာကတော့ကျမဒီမာစတာမှာ judge အနေနဲ့ဆက်မလုပ်တော့တဲ့အကြောင်းလေးကိုပြောမှာပါ နောက်ပြီးတော့ဒီနေ့တင်လိုက်တဲ့ဗီဒီယိုပေါ့ကချင်ပြည်နယ်ကမြကြီးနားပြန်မဝင်အမျိုးသားတယောက်ပေါ့နော်အဲ့ဒီပြန်မဝင်ကပထမဆုံးကျမတို့မြန်မာချင်းဆိုပြတာကျမတို့တော့ဘာလို့မဆိုခေါ်ခြင်းလဲကျမတို့လူတယောက်ကိုခေါ်ခြင်းပြီးဆိုရင်ပြန်ဝင်တယောက်ခေါ်ခြင်းပြီးဆိုလို့ရှိရင် limit နဲ့ပေးထားတာကျမတို့ကိုလေလူအများကြီးမခေါ်ရဘူးနေ့လူခေါ်တာများနေပြီအများကြီးမခေါ်ရအောင်ဆိုပြီးတော့ ပြောထားရှိတယ်ကျမတို့ကလည်းကြိုးကန်ခံရတယ်ကျမတို့မှလည်းလက်ခုမရှိဘူးဖြစ်နေကျမတို့အကုန်လုံးခေါ်ကြတယ်အဲ့တော့အကွာကိုနဲ့ပြောရအကွာကညီမအဒီတယောက်ကိုတော့အဲ waiting list ထားလိုက်တော့ခေါ်တာများရင်အကိုတို့လည်းအဆင်ပြေလောက်ဖြစ်တင်တယ်ပေါ့ကျမတို့ limit ပေးထားတာအောင်နော်အဲ့ဒီဂျားတွေကနေကျမတို့ကခါကြံ10ယောက်10ယောက်လောက်ပဲခေါ်ခိုင်းတာကျမတို့ဒီဂျားတွေ13ယောက်လောက်ခေါ်ရင်ခေါ်ပလိုက်ပေါ့ဒါကျမတို့စီရင်တာပေါ့နော်ဆင်းနာစွာရောင်းပြဟပ်ပါတယ်ဒါကမြန်မာစတားကနေမလောက်တော့လို့ကျမတို့က အဲကျမကဒီအကြောင်းလေးပြန်ပြောရလဲမဟုတ်ဘူးအဲ့လိုဆိုတော့ပထမချင်းတပုတ်ဆိုတာက तू ကအစင်အရမ်းမပြေဘူးမပြေဘူးဆိုတော့ तू အကုန်လေးတွေဒီအဓိကမပြေတာပေါ့နော်ပြီးတော့ကျမတို့က तू waiting list ထားမယ်တဲ့ကိုအောင်ကအဲ့ဆိုအော်အဲ့ဆိုထားလိုက်လို့ဆိုတာနဲ့နောက်တော့ तू ကလည်းတခါလေး yes ရချင်တယ်ရချင်တယ်နဲ့ထင်ပါတယ်အဲ့တော့ကဲဆိုဆိုဆိုလို့ဆိုတော့အဲ့ဒီ video ထဲမှာကျတော့ကျမကသူ့ကိုစကားလူပြောတဲ့ပုံစံဖြစ်အောင်အဲ့ဒီလောက်ထားရတယ်ကျမကတော့မကြည့်ချင်လို့အဲ့ဒါမကြည့်တော့ကြော်ဝါပလိုက်တယ်ပေါ့နော် အဲတကယ်ကပြင်မကြတော့အဲ့ဒီနေရာချပြင်မဝင်နေတက်တည်ရှိမယ်ထင်တယ်အာတကယ်ကပြင်မကြတော့ပြင်မဝင်ကဒါ तू လဲတက်ချင်လို့ तू ကိုဒီပြောတာလုံးဝနားမထောင်ကိုဒီပေးတဲ့ comment တော့ तू လုံးဝစောင်းအောင်နားမထောင်ကိုဒီကိုပဲနင်းပြောတာအဲ့တော့ကိုကလည်းနောက်ကြတော့နည်းနည်း aggressive နည်းနည်းလေးဖြစ်လာတဲ့အခါကျတော့မဟုတ်ဘူးချပြင်မဝင်နေမှာလည်းခက်ခဲအများကြီးရှိတယ်လာမယ်နော်အဆုံးထိနားထောင်ပြန်ခက်ခဲအများကြီးရှိတယ်အဲ့တော့ကျမတို့ကလည်းဖြုတ်တာမဟုတ်ဘူး winning list ကိုထားမှာ ခေါ်ခေါ်လိုက်ရင်ပြီးနေပြီဒါမဲ့လေနောက်မှလည်းကျမကဒီဖောင်ဒါနဲ့စကားချေတယ်မပြောချင်တော့ဘူးအဲ့လိုဆိုတော့အာနဲ့ तू ကလည်းမပြီးဘူး तू तू ရေးပဲကျွန်တော်တို့ကိုလွှတ်နေတာဒီပြိုင်မဝင်ကပဲကျွန်တော်တို့ကို तू ပြ तू အပြစ်တင်တာမဟုတ်ဘူးနော် तू မှအပြစ်မရှိပါဘူး तू ပြိုင်ရင်လည်းတတ်ချင်တယ်ရချင်တယ်နားလေတယ်တတ်ရမယ်နော်အပြုံးတဲ့ကိစ္စပြုံးအပြုံးတဲ့တုန်းကကျွန်တော်ကျွန်တော်ကအပြုံးကိုတကယ်မသိဘူးမသိဘူးလို့ပြောလို့ကျွန်တော်ကိုအပြုံးဖန်နေလာစဲလဲကျွန်တော် မတက်နိုင်ပါဘူးကျွန်တော်ကလည်းလူတိုင်းမသိလို့ကျွန်တော်လည်းလူတိုင်းကိုမသိနိုင်ဘူးအပြုံးတော့ကလည်းကျွန်တော်လည်းကိုအောင်ကိုနဲ့ခေါ်တာမဟုတ်ဘူးအာနောက်တစ်ခုကမြန်မာ starting ကခေါ်တာလုံးနဲ့မြန်မာ star founder ကိုကြီးကျွန်မမုန်းတော့မုန်းမအောင်ရှင်လို့ဒါပေမဲ့အကိုလိုချင်တဲ့ attention ကျွန်မအခုလည်း live လွှင့်ပြီးပေးလိုက်ပြီเนาะဒါပေမဲ့ကောင်းတဲ့ attention တော့မဟုတ်ဘူးအကိုတို့ပြန်ွဲပဲထိခိုက်တာအကိုမြန်မာ star ကို quality မြင့်ကျင်တယ်လည်းပဲ ညှင့်ကျင်တယ်ဆိုလို့ရှိရင်အကိုကောင်းတဲ့အရာတွေပဲလုပ်ရမှာလीเนาะအခုအကိုစီမှာတရားလုံးလုံးပေးတဲ့ကျမနဲ့တောင်အကိုတို့ကတက်အောင်မပေါင်းဘူးเนาะအပြင်မှာတော့ရင်မဖြစ်ဘူးဆိုပေမဲ့အကိုတို့လုပ်တဲ့လုပ်ရကောင်မဟုတ်သေးဘူးเนาะအဲ့တော့ကိုအောင်ကိုကိုတော်ကိုတို့စီမှာကြာကြာထိုင်ပါမလားအဲ့ဒီနေရာပြောတယ်အပြုံးဝင်စတင်တော့ညီမကြီးရဲ့ကိုတို့ဆဲခါတော့မလားမသိဘူးအပြုံးကတကယ်တော်တယ်ဆိုနိုင်တယ်ဒါပေမဲ့ နောက်တစ်ဆင့်တင်မှာလိုအပ်ချက်တွေအများကြီးရှိတယ်ကျမတို့ကမတင်ချင်ဘူးမတင်ချင်ဘူးဆိုတော့ waiting list ကိုထားမှာပေါ့နော်အကယ်၍အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်လည်းအော်တင်မယ်ပေါ့နော်အပြုံးဒါမှမပြေဝါဘူးနော်အဲ့တော့လူဆိုတာလည်းတီးခတ်နိုင်စိတ်ကအတိုင်းဒါပဲဒီခါလေးကြာရင်လည်းကိုဟိုကျမကဒါကိုတီးတီးနဲ့ zoom make ပြီးဆက်ရှောက်နေရမယ်လူထဲလည်းကျမမပါတော့ဘူးလေနော်အဲ့တော့ကျမမြန်မာစတားကနေ judge အဖြစ်နှုတ်ထွက်ပါ